မိုးလိုနေရာမျိုးဒီတရထိုင်းတရရောက်အကျိုးရုပ်ပါတယ်တကယ်ကိုမိုးကတရထိုင်းတရရောက်နိုင်ငံမှာအကျိုးရုပ်ပါတယ်ဘာလို့လဲဆိုတော့မိုးကတရရှိလို့တရကြောက်တူးလိုက်ရတဲ့ကြောက်ကဒေါ်လာတန်းရာကြီးခဏလေးဖြစ်သွားနိုင်တယ်ခမကန်ကောင်းရင်ဒေါ်လာတန်းရာကြီးခဏလေးရပါတယ်ကန်ဆိုးရင်တော့ဒေါ်လာ၄၅၀တန်းခဏလေးရတယ်ကြည်သာမထွက်စေနဲ့မင်းတို့မကြည်နိုင်ရင်လက်သေးချင်းထိုးအောက်ခြေတသားကိုတော့မှားထားပြီးသားလက်သေးချင်းထိုးကြနိုင်အောင်ထိုးဒါပလောင်ကလည်းပလောင်ကောင်းဆောင်လည်းပြောတယ်သူကောင်သူ့တပည့်တွေကသူမှားထားတယ် မင်းတို့ကြည်စံမထွက်စေနဲ့မင်းအမေ KIA နဲ့ဖြစ်ဖြစ်ပလောင်နဲ့ဖြစ်ဖြစ်ဝါနဲ့ဖြစ်ဖြစ်ကိုကနဲ့ဖြစ်ဖြစ်ကြိုက်တာနဲ့ဖြစ်လို့ရအောင်ဖြစ်လို့ရတယ်။နေမင်းညင်းပေါ့မင်းတို့ဖြစ်လို့ရတယ်။ဒါပေမဲ့ကြည်စံမထွက်စေနဲ့အားလုံးပဲမင်္ဂလာပါ။ Curiosity ရှင်းနေပြီးတော့ကျူစလိုက်ပါတယ်။ဆိုတော့ဒီနေ့ကျွန်တော်ရှိမဲ့အကြောင်းအရာကတော့အဲဒီ တီယလလီတီယလလီနဲ့ပတ်သက်ပြီးတော့ဒီပေါ်မရက်ကဘာကဘာလဲပြောနေလဲဆိုတဲ့ဟာတစ်ခုရေဒုတိယတစ်ချက်ကတော့အဲဒီရှာရှာပါပါပေါ့နော်ခဏလိုခဏလိုရှင်မြင်ရပါလိမ့်မယ်ဆိုတော့တရုတ်ပေါ်မှာရောသူတို့တွေဘလို့သဘောထားရှိနေလဲပေါ့နော်ဆိုတော့ပေါ်မရက်ကဘာကနေပြီးတော့တရုတ်ပေါ်မှာဘလောက်တော်မှာဟိုထန်လာလားဒါမလို့ရှင်ဘာလဲပေါ့နော်မကျေနပ်တာလားဒါမလို့ရှင်ရုရှားကိုပဲအရင်လေးအားကိုးနေတာလားဆိုတာမျိုးမြင်ရမှာဖြစ်ပါတယ်ဆိုတော့ကဲခုကျွန်တော်စပြီးတော့ကြည့်အောင် လောင်နေဝါရီကိစ္စမိုးကုတ်မှာဘာဖြစ်မယ်ဘာဖြစ်မယ်ဆိုတာလေးနဲ့တော့ဒီမျိုးစုံတက်တွေထားမယ်ဆိုတဲ့ကိစ္စတွေကကျွန်တော်တို့ကောက်ချက်ချထားတာချိန်တိုင်းသူတို့ဘာလဲဆိုတော့သူတို့နေရာမှာဘက်ဖာထားပြီးတော့သူတို့နောက်ဆုံးသွားပြီးခြားသူတို့အဓိကယူမဲ့နေရာကိုသူတို့တဲပြီးတော့သူတို့ပြန်တဲပြီးတော့အင်အားပြန်စုတာလုပ်နေမယ်အဲ့မှာတက်ဆိုင်ရသူတို့နဲ့မဆိုင်ဘူးလို့ယူဆတဲ့နေရာတွေမှာတမယောက်သူတို့ထားခဲ့တာမျိုးလုပ်နေမယ်တိုးတော့မိုးကုတ်လို့နေရာမျိုးဒီမိုးကုတ်လို့နေရာမျိုးဒီတရရထားရင်တရရရောက်အကျိုးရောက်ပါတယ်တကယ်ကိုမိုးကုတ်ကတရရထားရင်တရရရောက်နိုင်ငံမှာအကျိုးရောက်ပါတယ် ဘာလို့ကြိုးလဲဆိုတော့မိုးကိုကလောင်နေတဲ့ဘုံရဲ့ထဲမှာတည့်ရထားတာတိုက်ပြီးတော့တိုက်ချက်တို့ပြောလို့ရတယ်အဲ့တော့မိုးကိုလိုမျိုးတစ်မျိုးရဲ့အဲ့ဒီကရရတဲ့ဟာတွေပဲမျိုးတစ်မျိုးမှာတည့်ရပလောင်နေရှိတာကခင်ဗျားရှမ်းပြည်နယ်တွေကနော်လာရှိုးတို့ခုနကပါလဲဟိုလာရှိုးတို့တီဘောကြောင်မဲတို့မှာဆယ်ရက်ရှိတာနဲ့မကညီးများတယ်ဘာလို့ဆိုတော့မိုးကိုမှာတည့်ရရှိလို့တည့်ရကြောက်တူးလိုက်ရတဲ့ကြောက်ကဒေါ်လာတန်းရာကြီးခဏလေးဖြစ်သွားနိုင်တယ်ခင်ဗျားကန်ကောင်းရင်ဒေါ်လာတန်းရာကြီးခဏလေးရပါနိုင်တယ်ကန်ဆိုးရင်တော့ဒေါ်လာ၄၅၀တန်းခဏလေးရတယ်အဲ့ဒါကြောက်တယ် ်ဘာလဲအဲ့ကြောင့်မျိုးတွေကတယောက်ကကြိုက်တယ်မှောင်ခိုမားကတ်တွေကယူသွားပြီအကုန်ယူသွားပြီရသွားပြီမြန်မာပြည်တွေကကြောက်တယ်ကြောက်စိမ့်ဟိုဖားကန်ဒေသကြောက်စိမ့်တယောက်ပြည်တွေမှာမှောင်ခိုနဲ့ဝင်တာပပဆက်ဆက်ဒီဘက်ကမိုးကောကကြောက်တယောက်ပြည်တွေပပဆက်ဆက်ဝင်တယ်ခင်ဗျာမူလတန်ကြီးက100တန်တယောက်က10လောက်ဝယ်ပြီးပြီးတော့မှောင်ခိုနဲ့ယူချသွားတာအခုကျွန်တော်တို့ရှေ့ကကြောက်တွေအကုန်လုံးမှောင်ခိုဈေးကွက်ထဲမှာတယောက်ကြီးအကုန်သိမ်းကုန်ယူသွားတာကျွန်တော်ဒီဘက်ကတိုက်ပွဲတွေဖြစ်နေတယ်မတီမငင်ဖြစ်နေလေလေတယုတ်နယ်စပ်မှာရှိတဲ့တယုတ်သထေးတွေတယုတ်လူလေတွေကပတ်စံချမ်းသာလေးတွေပဲ ဘာလို့လဲတို့ကအဲ့ဒီကနေပတ်စံရတယ်အစားအစားတောက်ရောင်းတယ်အစားတောက်ရောင်းတယ်ဆေးဝါးရောင်းတယ်လက်နက်ကြီးစမ်းမျိုးစုံရောင်းတယ်ခင်ဗျာဒရုန်းတွေရှော့တဲ့အကုန်အကုန်မျိုးစုံရောင်းတယ်ပြီးရင်ဆေးဘာလဲဟိုပြီးရင်ကြောက်ဒီဘက်ကထွက်တဲ့ကြောက်တို့မြေရှားတို့ကအလကားညီပါဈေးပေါ်ပေါ်နဲ့ရတယ်အဲဒီမှာတိုက်ပွဲဖြစ်နေလေလေရှမ်းမြောက်တခွေနဲ့တရုတ်ပြည်နယ်ဆက်တစ်လျှောက်လုံးမှာတိုက်ပွဲဖြစ်နေလေလေတရုတ်ကလူတွေအကျိုးမြတ်ကြီးလေလေပဲအဲ့ဒါအဲ့ဒါရှင်ခင်ဗျားတို့တကယ်ကိုနိုင်ငံရေးကိုနားလည်လူဆိုသိတယ်ဘလောက်အကျိုးမြတ်ထွက်လဲထွက်သွားလဲဒီပွဲကနေတရုတ်ဘလောက်အကျိုးမြတ်ထွက်သွားခဲ့လဲဆိုတာတော်တော်လေးကျိုးမြတ်ကြီးကြီးမှတရုတ်ရသွားခဲ့ပြီ ကျွန်တော်ကကျွန်တော်မတွက်ချက်တက်လို့မသိချမသွားဘူးလို့သာမြန်မာတွေကမတွက်ချက်တက်ကြလို့သာမသိတာတွက်ချက်ကြည့်ပါနော်ဒါဆိုတော့ပြဿနာဖြစ်နေတဲ့နေမြေထွက်တဲ့ထွက်ကုန်တွေမှသမျှတန်ဇာရတွေမှသမျှအိမ်နီးချင်းအနီးဆုံးနိုင်ငံစီကိုဈေးပေါ်ပေါ်နဲ့ထွက်သွားလိမ့်ရှိတယ်ဒါဆိုမြန်မြန်ဆန်ဆန်ချောင်းပလိုက်ပြီးမြန်မြန်ဆန်ပတ်စံဖော်ပြီးမြန်ဒီမှာတိုက်ပွဲဆက်တိုင်နေရတာဆိုတော့ဒါလေးရှိတယ်အဲ့လိုသူအဲ့တော့မိုးကလုံးများပြောတရက်ထားရင်တရက်တအားတိုက်မိနေတာလေဒါကြောင့်တက်မတော့မြန်မြန်ဆန်မိုးကိုပြန်သိမ်းပါဆိုတော့ကျွန်တော်အမြင်ပြောမိုးကိုပြန်သိမ်းပြန်ထိုးပြန်ရအောင်ယူယူပြီးရင်မိုးကိုပြန်အောင်ယူရင်အဲ့တဖြည်းဖြည်းပလောင်တွေပြန်တိုက်ထုံမှရမှာဟောမိုးကလုံးများပြော တဘောလုံးပြောင်းရအောင်ယူလို့ပြောနေတာဟုတ်ပါနေနေမှာလည်းပြန်ယူလို့ရတယ်လေအချိန်ရောရှိရတာအဲ့တော့မှမဟုတ်ဘဲနဲ့အဲ့လိုမဟုတ်ဘဲနဲ့အဲ့ဟာတည့်ရတည့်ရဆက်ထားနေတာကြီးကတိတ်ပြီးတော့ကျွန်တော်တို့လည်းစိတ်ထဲမှာတိတ်ပြီးတော့ဟိုမယိုးရှင်းလာဘူးလို့ခံစားလာပြီဒါကတော့ယိုးရှင်းကပြောတာယိုးရှင်းကပြောတဲ့စကားပါအဲ့တော့တေယံဇာတာနဲ့ပတ်သက်ရင်ကျွန်တော်စိတ်ထဲမှာတချို့တော့တချို့တော့တချို့ချို့တွေကိုကျွန်တော်တန်တန်တရားတွေသိကြီးနေတယ်ကျွန်တော်တန်တရားတွေသိကြီးနေတယ်ကျွန်တော်တန်တရားကျွန်တော်တွေးခုံကိုသိကြီးနေတေယံဇာတာတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားမှုစဉ်းစားနည်းနဲ့ပတ်သက်ရင်အုတ်ချုပ်မှုအတူအဖွဲ့စည်းတွေစဉ်းစားမှုစဉ်းစားနည်းကိုကျွန်တော်တော်တော်လေးတန်တရားကြီးနေတယ် သူတို့ဘာရွေးချင်တယ်ဘာတွေဖြစ်လို့တချို့သင်္ဆာရနေမြေတွေကိုလက်လွတ်တဲ့ပဲကြီးပြစ်ထားနေရလဲဆိုတော့ကျွန်တော်တော်တော်စဉ်းစားချက်နေတယ်တော်တော်စဉ်းစားခက်နေတယ်ကျွန်တော်လည်းကိုယ့်အကိုလိုက်စဉ်းစားပြေးကြအောင်ကုစဉ်းစားပြေးကြအောင်တိုင်းပြည်ရဲ့လက်ရှိစစ်ပွဲတွေကရိုးသားရဲ့လားတချို့သောလူတွေပုံပြီးချမ်းသာလာဖို့များဖြစ်နေတာလားဆိုတော့မိကုန်နေအများကြီးကျွန်တော်တို့မှရှိနေတာဒါတစ်ချက်ပေါ့နော်ဆိုတော့အခုဒါကမိုးကုတ်ကိစ္စကျုံလို့မိုးကုတ်ကိစ္စပဲဝင်ဒီပလောင်ကိစ္စတွေဆက်ဆက်ပြီးတချို့ချိတ်ပြောတာပေါ့နော်မကြခင်မှာလဲ TNL ရဲ့ KIA ရဲ့အဲအဲ့ဒီဒါကုတ်ခိုင်ဒီဒါလူလူရဲ့၃ပွင့်ဆိုင်တွေ့ဆုံပွဲတွေမကြရင်လုပ်ဖို့ရှိတယ်လို့ကြားတယ် တွဲဆုံမှုလို့ကိုရှိရလို့ကြားတယ်တွဲဆုံပြီးရင်တို့တွဲဆုံပြီးရင်တွဲဆုံပြီးရင်တို့ဒါနေမြေခွဲမှုတွေဘာအညာတွေတို့လောက်ကြအောင်လို့ပြဆိုရတယ်ဒါပဲလေကျွန်တော်ထင်ပါတယ်ဒီပလောင်ကတိတ်တဲ့တိတ်ပြီးတော့ခွင့်ပြုမယ်ပုံမပေါ်ဘူးပလောင်ဟာလက်ရှိလက်နက်ကင်အားလုံးထဲမှာပလောင်ဟာကိုကန့်ထက်ပို့ပြီးတော့နည်းနည်းလေးရိုင်းနေလို့ကျွန်တော်တို့ကနေမြေရဲ့သတိတွေကသိရတယ်ပလောင်ကပိုရိုင်းနေအခု last show ကနေကိုကန့်နေပြန်ဆုပ်ဖို့ကိစ္စသည်ပလောင်တွေကကန့်ကွက်တယ်လို့ကြားတယ်ပလောင်ပိုင်းပိုင်းပလောင်ထိပ်ပိုင်းတွေကကန့်ကွက်တယ်လို့ကြားတယ်ဘာလို့ကန့်ကွက်လဲဆိုတော့ ီလာရှိုးကိုတိုက်တော့ကပလောင်တွေကငါတို့လည်းကူတိုက်ပေးကြရတာအဲ့တော့ငါတို့လည်းလာရှိုးရဲ့ကိစ္စနဲ့ငါတို့ဆိုးပြပိုင်ခွင့်ရှိတယ်ဆိုတော့မျိုးပလောင်ကစဉ်းစားတယ်စဉ်းစားတဲ့ခါကျပလောင်ကကန့်ကွက်မှုတွေလုပ်တယ်လို့ကြားတယ်ကျွန်တော်ပြန်ကြားနေရတယ်အဲ့တော့တောင်းလို့တော့ကိုကန့်နေနေရလဲရုတ်တရက်ကြီးခက်နေတယ်သူ့မှာလဲအဲ့လိုပလောင်တွေကမဟာမိတ်ဆိုတော့ရုတ်တရက်ထုတ်ဖို့ခက်နေတယ်ခက်နေတော့သူတို့လည်းတော်တော်လေးတော့သူတို့ချင်းချင်းလည်းညံ့နိုင်ရခက်နေတယ်တခါဝနဲ့ကိုကန့်ချားမှာလဲဟိုအကျွေးကိစ္စရင်းနဲ့ညံ့မြန်နိုင်မြရရှိသလိုဝကိုကိုကန့်ကဘာလေးထိုးရောက်ထားပြီးပြီတော့မသိနိုင်ဘူး ထူးခြားတဲ့ဆုံးကိစ္စတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ရှမ်းမြောက်တခွန်လုံးမှာရှိတယ်ပလောင်ရယ်ကိုကဲ့ရယ်အဲဝရယ် KI ရယ်လေးပွင့်ဆိုင်ကြားမှာဖြစ်နေတဲ့ပြဿနာသူတို့လူကြီးချင်းပြောထားတဲ့စကားတခွန်ထွက်တယ်စကားတစ်ခုရှိတယ်အခုခင်ဗျားတို့မြင်တဲ့လက်တီထိုးပွဲတွေဆိုတာလက်တီထိုးပွဲဆိုတာအပေါ်ဒီလက်တီထိုးပွဲကိစ္စသူပြောတဲ့ခါတချို့ဟာဆိုလို့ရှိရင်ဟိုကျွန်တော်မြင်တာပေါ့နော်ဒီလက်တီထိုးပွဲကိစ္စကိုဟိုဘယ်လိုပြောရလဲခါချင်းကြီးတွေချင်းကြီးတွေပြောရရနေပြီးတော့ ချင်းကြီးကရင်ပြောနေတယ်လို့ပဲဆိုတော့ချင်းကြီးကိုတကယ်ဟုတ်တရားကိုပြော ပြောနိုင်တဲ့အစွမ်းဆိုတာလည်းနင်းတော့စကင်းမှာမဟုတ်တော့နော်အဲ့လူကြီးချင်းပြောထားတဲ့ဇာတ်ကားတွေကြောင့်လက်သေးထိုးဖြစ်တာအပေါ်လူကြီးချင်းပြောတဲ့ဇာတ်ကားတစ်ခွန်းရှိတယ်တဲ့ကျွန်တော်ကြားတာပေါ့နော်ဒါကတို့အပေါ်ဘက်မှာပြောတဲ့ဇာတ်ကားကျွန်တော်လည်းကျွန်တော်ရဲ့နီးဟန်ကျွန်တော်ရဲ့စုံစမ်းစုံစမ်းသိရတာအဲ့ဒါဘာလဲဆိုတော့ကြည်သာမထွက်စေနဲ့မင်းတို့မကြည်နိုင်ရင်လက်သေးချင်းထိုးအောက်ခြေတသားကိုမှားထားပြီးသားလက်သေးချင်းထိုးကြနိုင်အောင်ထိုးဒါပလောင်ကလည်းပလောင်ကောင်းဆောင်လည်းပြောတယ် သူကောင်သူ့တပည့်တွေကိုသူမှားထားတယ်။မင်းတို့ကြည်စံမထွက်စေနဲ့။မင်းအမေ KIA နဲ့ဖြစ်ဖြစ်ပလောင်နဲ့ဖြစ်ဖြစ်ဝါနဲ့ဖြစ်ဖြစ်ကိုကနဲ့ဖြစ်ဖြစ်ကြိုက်တာနဲ့ဖြစ်လို့ရအောင်ဖြစ်လို့ရတယ်။နေမင်းညင်းပေါ့မင်းတို့ဖြစ်လို့ရတယ်။ဒါပေမဲ့ကြည်စံမထွက်စေနဲ့နော်။ကြည်စံမထွက်စေနဲ့လက်သေးချင်းတော့ထိုးနိုင်အောင်ထိုးအဲဒီလိုမှားထားတယ်။အဲ့တော့အဲ့တော့လက်သေးထိုးပွဲဆိုအဲ့ရစားအပေါ်ကလူကြီးတွေကကြည်စံမထွက်စေနဲ့လို့မှားလိုက်တဲ့အတွက်ကြည်စံမထွက်ဘူး။ဒါပေမဲ့လက်သေးတော့ထိုးရတယ်။အဲ့ဒါလက်သေးထိုးနေတဲ့ဇလန်းတွေကအဲ့ဒီကစားတာ။ဆိုတော့ဟိုဝါနဲ့ကိုကန်ချားမှလည်းလက်သေးထိုးပွဲတွေရှိတယ်တဲ့။ ခုကျွန်တော်တို့မီဒီယာတွေမှာတက်မလာရင်ပဲအဲ့ဒီနေမြေတချို့မှာလက်သီးထိုးဝဲတွေရှိတယ်ထိုးကြတယ်တဲ့အောက်ခြေတသားချင်းထိုးကြတာရှိတယ်တဲ့ထိုးကြကြိတ်ကြတာခင်ဗျာနေတိုင်းနေပါလို့ရှိတယ်တချို့နေရာတွေမှာအဲ့လိုရှိတယ်လို့ပြောတယ်ပလောင်နဲ့ကိုကန်ချာမှာလည်းလက်သီးထိုးဝဲရှိပါတယ်တဲ့အခုခင်ဗျားတို့ကျွန်တော်တို့အားလုံးမြင်နေရတာကပလောင်နဲ့ KIA ချာမှာလက်သီးထိုးဝဲဝင်နေရတာပါတဲ့တကယ်တော့ပလောင်နဲ့ကိုကန်ပလောင်နဲ့ဝဝနဲ့ကိုကန်အဲ့လိုပတ်လဲရိုက်ပြီးတော့ထိုးကြတဲ့လက်သီးထိုးဝဲတွေကအများကြီးရှိပါတယ်တဲ့ဆိုအဲ့လိုကျွန်တော်ကြားနေရပါတယ်ဒါကတော့ ကျွန်တော်ရဲ့စုံစမ်းမှုအရာပေါ့နော်အဲဒါကြောင့်ဒါကကလူကြီးတွေရဲ့ကြီးစံမထွက်စေနဲ့လက်သေးပဲထိုးကြလက်သေးချင်းရှင်ထိုးကြဆိုတော့မျိုးကြောင့်တဏ္ဍကြီးတွေပေးချာယူထိုးကြတယ်ဇလန်းတွေဖြစ်တယ်ဆိုတော့လည်းတခါတည်းကြုံလို့ထည့်ပြောတာပါအဲ့တော့နောက်တစ်ခုကဒီတရုတ်ရဲ့အခန်းကဏ္ဍဆိုတဲ့နေရာမှာကျွန်တော်တို့ကဒါပြန်လာပြီဘာလို့ဆိုတော့တိတ်ရှိကျွမ်းတိတ်ရှိကျွမ်းကမနေ့ကမြန်မာနိုင်ငံကြီးဝန်ကြီးကိုလာတွေ့တယ်နိုင်ငံကြီးဝန်ကြီးလာတွေ့တယ်အမ်ပြပပြပချက်ဖက်မီဒီယာတွေကတော့ဘယ်လိုရေးကြလဲဆိုတော့အာရုရှားကနေပြန်လာပြီးနောက်တစ်နေ့မှာပဲတရုတ်ရဲ့ တိရှိကျွမ်းကပြောတရုတ်ကဒီအာရှရဲ့အထုကူတယ်မြန်မာနိုင်ငံသားနဲ့ပတ်သက်လေပါတာပေါ့နော်တိရှိကျွမ်းကဒီကမြန်မာကဒူးရင်ချုပ်နိုင်တိုင်းဝင်ကြီးကိုလာတွေ့တယ်ပေါ့အဲအဲ့လိုပြေးတယ်ရေးပြီးတော့ဘာလဲဆိုတော့မသိရင်တရုတ်ကတရုတ်ကိုသွားတဲ့မြန်မာခေါင်းဆောင်တွေကိုတရုတ်ကမကြိုက်လို့လာတွေ့ပြီးတော့ပြဿနာရှာခြင်းတဲ့ပုံစံမျိုးဇောင်းပေးပြီးတော့သူကရေးကြတာတွေ့ရတယ်ဆိုတော့ဆိုတော့သူတို့ရေးတာလည်းအဲ့လိုရေးလို့ရလားဆိုတော့သတင်းမီဒီယာရှူတော်အောင်ရသူတို့ကအဲ့လိုရန်တိုက်ပြီးရေးရေးတာမျိုးရေးလို့ရတယ်ဒါပေမဲ့တကယ်မြေမှာအဲ့ဒါဟုတ်ရလားဆိုတော့သူတို့သိချင်လည်းသိမယ်မသိချင်လည်းမသိဘူးတကယ်တော့ တိတ်ရှိကျွမ်းရဲ့မြန်မာပြည်ခီးစဉ်သည်ရခင်ကလေးအစီစဉ်ထားပြီးသားလည်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဟိုကရုရှားပြန်လာတဲ့နောက်တစ်နေ့တွေ့တယ်။ခင်ဗျားစဉ်းစားကြည့်လေရုရှားပြန်လာတော့ငါဟဲ့ဖုတ်ဆက်ပြီးငါအခုရောက်လာပြီဝါသိန်းဆိုတော့ကျွန်တော်တို့အဲ့ဒါနှိမ့်တိန်တငယ်ချင်းလုံနေကြတာမဟုတ်ဘူးလေ။ခင်ဗျားမဖြစ်နိုင်တာကြီးဒါဟာကြိုတင်စီစဉ်ထားပြီးတော့မှလာတွေ့ရလို့ခေါ်တယ်။ဟိုအရင်ကလေးကဒါတိတ်ရှိကျွမ်းကတွေ့ဖို့အတွက်ကိုဒီဘက်ကမြန်မာနိုင်ငံရဲ့ဝန်ကြီးဌာနကိုလမ်းပြောတဲ့အခါမှာနိုင်ငံရဲ့ဝန်ကြီးကငါရုရှားရောက်နေတယ်ငါပြန်လာရင်တွေ့ကြမယ်လို့ပြောထားလို့ဒါပြန်လာမှဒါတွေ့ကြတာဒီသဘောပဲ။ ြန်လာတဲ့အခါတွေ့မယ်ငါရုရှားရောက်နေတယ်ဆိုတော့ပြောချင်တာရုရှားမသွားခင်ကတည်းကသူတို့တွေကြိုတင်ပြီးတော့ဒီမီဒန်ကိုဒီတွစ်ဆုံမှုလုပ်ဖို့စောရည်နဲ့စီရင်ထားပြီးသားလို့ကျွန်တော်ကောက်ချက်ရပါဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ဗျာတငယ်ချင်းတွေ့မယ်ဆိုရင်တော့ဟေ့ငါခုမင်းချင်ငါအမေငါလာပြီးခုချင်ငါလာတွေ့မယ်ဆိုဟိုကောင်ကလည်းအစီအပြေမှလက်ခံမှာပေါ့ဗျာလက်မို့လက်မလို့လက်ခံမယ်အဲ့တော့နှစ်ဖက်အေးငါတငယ်ချင်းငါဘယ်နေ့တော့မအောက်ဘူးကွာဒါတငယ်ချင်းတော့ဘယ်တော့မအောက်ဘူးကွာငါတို့ဘယ်နေ့ဆုံကြအောင်ကွာလို့ပဲလုပ်မှာ ဒီလိုလုပ်လို့မရဘူးလေနော်ဆိုတော့အဲ့လောက်အခြေခံသိရင်တော့အဲ့ဒီပြည်ကြီးချမ်းဖက်မီဒီယာကြီးပေးတဲ့ဇောင်းပေးပြီးရေးသားတဲ့ line ကြောင်းတွေကိုခင်ဗျားတို့လိုက်သွားမယ်ဆိုရင်အဲ့ဒီဝါရမိုင်းတဲ့ခေါင်းတော့ယောက်သွားမယ်ဒါရှင်းရှင်းလေးပဲအဲ့တော့ဒီနေရာမှာတိတ်ရှိကျွမ်းလာတွေ့တာဒီကျွန်တော်ကတိတ်ရှင်လာကြည့်တယ်တွေ့တာဒီရုရှားကိစ္စကြီးပဲဇောင်းပေးပြီးတော့စိတ်ဝင်စားတာရုရှားကိုတော့တွေ့တော့မကြိုက်လို့တွေ့တာမျိုးဆိုတာလို့ကျွန်တော်တို့မမြင်ဘူးမကြိုက်ရင်တော့တကယ်ပါသူ့ရှင်ထဲမှာပဲထားလိမ့်မယ်သူ့ရှင်ထဲမှာပဲထားလိမ့်မယ်အဲဒါဆိုဒါမျိုးကြီးကိုပေါ်တင်ထုတ်ပြလောက်တဲ့ဒီတရုတ်ကအဲ့လောက်မတုံးဟုတ်ပါပြီဆရာ ဒီနောက်ဆုံးဟိုအဖြစ်ခဲ့တယ်မှာဟိုဒီဟာဒီပြုတ်နေပတ်သက်ပြီးတော့ဟိုမချင်တဲ့ချက်ပါနော်တရုပ်ကိုတဲ့မပြောချင်မပြောရဲပင်လေလို့ဒီပြန်ဟောက်ပြီးတော့ပြောသွားတာကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဆိုတော့ဒီဟာတော့ဒီဟာရအောင်ခြုံကြည့်လို့ရှိရင်တော့ဒီဟာနဲ့ပတ်သက်ပြီးတော့အကုန်လုံးခြုံကြည့်လို့ရှိရင်တိတ်မကောင်းအောင်ပြောတာပါပဲဆိုတော့ဟိုတိယုတ်ကဘလို့ဘလို့ပဲဖြစ်ပါစေကျွန်တော်တို့ထပ်ပို့ပြီးတော့ ဒီဘမရက်ကမှတရားနဲ့ပတ်သက်ပြီးတော့ပို့လောင်နေတယ်ဆိုတာထင်ရှားပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ကြည့်နေခဲ့တဲ့ဟာတော့အဲဒီ DLL အကြောင်းပါပါတယ်ပြီးကြလို့ရှိရင်ဒီကကျွန်တော်တော့ဒီတရုတ်ကအာဒီသူကိုယ်စားလှယ်တန့်ရှင်ကျွမ်းလာတဲ့ဟာပေါ့နော်။ဆိုတော့အဲ့ဒီကိုကျွန်တော်ကြည့်နေရတာဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ပြီးလေးမှလည်းဘယ်လိုဆက်ဝင်ကြောင်းအကြောင်းနဲ့ကြောင်းရတယ်ဒီရှုပ်ပေးမယ်ဆိုတော့ဆက်ပြီးတော့ကြည့်ရှုပါပေးကြပါဦးခင်ဗျာ။အားလုံးကိုချစ်စစ်တင်ပါတယ်။